မင်္ဂလာပါဆရာမကတော့ great 10သင်ရိုးသည်သင်္ချာပါတရက်ကိုသင်ကြားမယ်ဆရာမဖြစ်ပါတယ်ဆရာမဒီနေ့သင်ကြားမယ် chapter ကတော့ chapter 10 trigonometry ပဲဖြစ်ပါတယ်ဒါတန်းမှာပါတဲ့ခေါင်းစဉ်ခွဲလေးတွေကတော့10.1 angles 10.2 the relation between degree and radian measure 10.3 arc length and area of a sector of a circle ပဲဖြစ်တယ်။ဇမကဒီနေ့10.1 10.2 10.3ကိုရှင်းလင်းဆွေးနွေးမှာဖြစ်ပါတယ်။ဇမက10.1 angle နဲ့10.2 the relation between degree and radian measure တို့ရဲ့ lesson object တို့ကိုရှင်းလင်းသင်ကြားမှာဖြစ်ပါတယ်။ The students will be able to learn how to use the angle measure ဒေါင်းလေးရဲ့အတိုင်းအတာတွေကိုအသုံးပြုပြီးဘလို့ဘလို့အသုံးပြုရမယ်ဆိုတာကိုသင်ယူနိုင်မှာဖြစ်ပါတယ် find out the relation between degrees and radian measure radian နဲ့ degree ရဲ့ကြာဆက်သွယ်မှုဆက်သွယ်ချက်ကို find out ရှာဖွေတတ်မှာဖြစ်ပါတယ် indo introduction နေနဲ့ the word trigonometry is derived from the word trimetry trigonometry ဆိုတဲ့ စကားစုကဆိုရင် drive from the word စကားလုံးကဆိုစကားစုကလာ try means tree queen mini size and men tree mini measure တနည်းအားဖြင့်ဆိုလိုချင်တာကအနားတွေကိုတိုင်းတာခြင်းပဲဖြစ်ပါတယ်အကြောင်းလို့ trigonometry d with the measurements or size and angle or a triangle triangle ဆိုတာအဲ့ d with သက်ဆိုင်ပါတယ် the measurement တိုင်းတာချင်း or site and the angle of the shrine ပဲတရိကံရဲ့တောင်းနေတဲ့အနားတွေကိုတိုင်းတာချင်းနဲ့သက်ဆိုင်ပါတယ် is being widely used in astronomy အဲ့ဒီ trigonometry ကိုတကြကြပြက်ပြက်အသုံးပြုနိုင်အသုံးပြုခဲ့တယ်အသုံးပြုကြတယ် astronomy geography physics and navigation စတဲ့ စတာတွေမှာအသုံးပြုပါတယ်တဲ့10.1တဲ့အင်ကယ်ကိုပြောထားတယ် down ဆိုတာဘယ်လိုအောင်မျိုးလဲဆို initial site ကနေမင်းတို့က anti cross white လှည့်လိုက်မယ်ဆိုရင် theta ဆိုပြီးတော့ login နဲ့ down theta ကိုလိုချင် initial site နဲ့ terminal site ကြားမှာရှိတယ်အဲ့ down ကဆရာမတို့က xy plane မှာနေရာချထားတဲ့ down ပဲဖြစ်ပါတယ်ကျွန်မတို့ကဟုတ်ပြီအပေါ်ကိုသွားရင် down ကအပေါ် anti cross white direction နိုင်သွားရင် cross white direction နိုင်တယ် down ကိုလှည့်လို့လည်းရပါတယ်ဒီမှာပြထားပါတယ် p နဲ့ q နဲ့ p o OBO OB ဆိုတာက anti clockwise တိုင်းလို့ရတယ် anti clockwise လှည့်လို့ရတဲ့ထောင်းဒီမှာဆရာမတို့ကအောက်က O ကျိုးလဲလှည့်လို့လဲရပါတယ် clockwise ထားတဲ့ရှင်တိုင်းနဲ့ထောင်းကိုတိုင်းလို့ရပါတယ်ဆရာမတို့က the four quadrants ဒီ the four quadrants ကရှေ့ chapter တွေမှာလည်းပြောပြီးသားဖြစ်ပါတယ် one complete revolution of the line makes an angle of 360တဲ့ inventory system ကို line နေရာပြုလုပ်ထားတယ်တဲ့ the range of values of theta v twin 0 in 360 degree in each quadrant is as below 0နဲ့360 degree ကြားမှာရှိတဲ့ angle theta ရဲ့ range တန်ဖိုးတွေကိုတဲ့ဆရာမတို့က quarters အသီးသီးမှာဖော်ပြထားပါတယ်ဖိုး quarters ရဲ့ပုံကြီးကိုမင်းတို့ရှေ့မှာလည်းသင်ခဲ့ပြီးသားဖြစ်ပါတယ်တစ်ခေါက်ပြန်ပြီးတော့မှတ်မိအောင်ပြောပါမယ် first quarter first quarter ကဆိုရင်မင်းတို့က0နဲ့90 degree ကြားမှာရှိရတဲ့ theta လေးက0လက်သန် theta လက်သန်90ဖြစ်မှာဖြစ်ပါတယ် second quarter မှာကျတော့90နဲ့180ဖြစ်တဲ့အတွက်ဆရာမတို့က90 less than theta less than 180ဖြစ်မှာဖြစ်ပါတယ် third quarter ကကျတော့180နဲ့270 0 degree ရဲ့ကြားမှာရှိတာဖြစ်တဲ့အတွက်180 degree less than theta less than 270 degree ဖြစ်မှာဖြစ်ပါတယ်ဖို့ကွာရင်ကကြတော့ကျမတို့က270 degree less than theta less than 360 degree ရဲ့ကြားထဲမှာရှိမှာဖြစ်ပါတယ် 10.2 the relationship between degree and radian measure အဲ့မှာမင်းတို့က degree နဲ့ radian ဆက်သွယ်ချက်ကို သိရမှာဖြစ်ပါတယ်2 common kinds of units for fishery in gas are number 1က radian measure number 2က degree measure radian ဆိုတာဘာလဲ degree ဆိုတာဘာလဲဆိုတာကိုရှင်းပြမှာဖြစ်ပါတယ်ကျွန်မတို့က the length of arc AB the length of arc AB ရဆိုရင်เนี่ยကျွန်မတို့က R လို့ပြောထားတယ် radius လို့ပြောထားတယ် as AB sustain နဲ့ down AOB as AB ကိုခန်းဆောင်ထားတာက down AOB ကိုခန်းဆောင်ထားတယ်တဲ့ down AOB ကို SAB ကိုတောင် AOB ကခန်းဆောင်ထားတယ်လို့ပြောထားတယ်တောင် AOB က radian နဲ့ပြောမယ်ဆိုရင်1 radian ရှိတယ်တဲ့မင်းတို့က circumference of a circle တဲ့ circle online က2 pi r တဲ့2 pi r လို့ပြောတယ် central angle က2 pi radian ဖြစ်တယ် central angle ဆိုတာ circle တစ်ခုလုံးရဲ့ခန်းဆောင်ထားတဲ့ဘုံမှာခန်းဆောင်ထားတဲ့တောင်တစ်ခုလုံးက2 pi radian အပြင်2 pi ဆရာမတို့က2 pi radian ကဘယ်လောက်နဲ့တူမှာလဲဆိုတော့ circle ကိုတပတ်ပတ်တာဖြစ်တဲ့အတွက်360 degree နဲ့ညီမယ်ဆရာမတို့က pi radian ရန်ဆိုရင်တဝက်ဖြစ်တဲ့အတွက်180ဒီဂရီနဲ့ညီမယ်။ကျမတို့က1ရေဒီယံဆိုရင်180 by by မင်းတို့ကအနည်းဆက်ဆုံးလိုက်မယ်ဆိုရင်57ဒီဂရီ90 minutes ဆိုပြီးတော့ရမှာဖြစ်ပါတယ်။ကျမတို့က1ဒီဂရီဆိုရင် by by 180 radian အဲဆိုအနည်းဆက်ဆုံးလိုက်မယ်ဆိုရင်0.01764 radian ဆိုပြီးရမှာဖြစ်ပါတယ်။ကျမတို့က radian နေဒီဂရီကိုဘယ်လိုပြောင်းမလဲဒီဂရီကနေ radian ကိုဘယ်လိုပြောင်းမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်။ ဟုတ်ပြီ example 2မှာကြတော့ကျွန်တော်တို့က express the following degree မရှင်းရတယ်နံပါတ် A က pi/4 radian နံပါတ် B က4/5 radian ကျွန်တော်တို့က radian တွေကိုကျွန်တော်တို့က degree ပြောင်းခိုင်းတယ်ပြထားတာက radian တွေ logina က degree အတိုင်းတိုင်း logina ဖြစ်တဲ့အတွက် radian ကို degree ပြောင်းမယ်ဆိုရင် logina က degree ဖြစ်တဲ့အတွက်180 degree ပိုင်းပိုင်းနဲ့မြောက်လိုက်ရင်ကျွန်တော်တို့က45 degree ဆိုပြီးတော့ရမှာဖြစ်ပါတယ်နံပါတ် B က4/5 radian 4/5 radian ကို degree ပြောင်းမယ်ဆိုရင် 4 by 5 into 180 degree ဘိုင်းပိုင်းဖြစ်တဲ့အတွက်144 degree ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။ခုပေးထားတာက radian မင်းတို့ပြောင်းခိုင်းတာက degree radian ကနေ degree ကိုပြောင်းခိုင်းတာဖြစ်ပါတယ်။မင်းတို့ကနှစ်ခုစလုံးကိုတေချာသိရမှာဖြစ်ပါတယ်။ radian ကနေ degree ပြောင်းလာရင် degree ကနေ radian ပြောင်းလာရင်ကိုတေချာရှင်းလင်းသိသိရမှာဖြစ်ပါတယ်။ကျမတို့ကအောက်မှာပေးထားတဲ့ exercise 10.1ကနံပါတ်2လေးကိုစူးစမ်းပြီးတော့ဖြေရှင်းထားစေချင်ပါတယ်။ example 2ပြီးတော့ကျမတို့က 10.3 Aslan's and area or a sector or a circuit Aslan's အဝင်းမိုင်းအလဲရားနဲ့စတာစတာစဝန်းပြရဲ့ area စဝိုင်းမှာရှိတဲ့အဝင်းမိုင်းရဲ့အလဲရားနဲ့စဝိုင်းပြရဲ့ area ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ် Lesson objective အနေနဲ့ပေးထားတာက the students will be able to find out the connection arcs lens central ingress and radius ရေဒီယိုအချင်းဝက်ဒီစင်ထရင်ဂေဘောမှာခန်းဆောင်တောင်းနေလန့်အလေရတွေ connection us တဲ့သွတ်သွဲထားတဲ့အဝင်းမိုင်းတွေကိုရှာတတ်မှာဖြစ်ပါတယ် find the area or sector or a circle ဆက်ဝိုင်းရဲ့အဝင်းပြက်ရဲ့ area ကိုလည်းရှာတတ်မှာဖြစ်ပါတယ် 10.3 as lens ကိုမင်းတို့ကဘာနဲ့အတူကောက်သတ်မဲ့လဲဆိုတော့ s နဲ့သတ်မဲ့တယ် area of a sector of a circuit ဆရာမတို့ကဆရာမ lens of us mnn lens of us mnn ရဲ့ lens of us ကိုလို့ချင်း one mic တစ်ခုလုံးရဲ့အလဲရားနဲ့ဆရာမတို့ကနိုင်ရှင်မှာဖြစ်ပါတယ် lens of the circumference အဲ lens of us mnn မှာခန်းဆောင်ထားတာက angle suspended by an us mnn နဲ့ us mnn ကိုခန်းဆောင်ထားတော့တောင်းနဲ့ by အချို့ယူထားတဲ့ angle sustainable by a circumference circumference ကိုခန်းဆောင်ထားတဲ့ဒေါင်ကြီးနဲ့ အချိုးချထားတာဖြစ်ပါတယ်အဲ့ဆိုဆီယမားတို့က Lancelot MNOS လို့ယူထားတာဖြစ်တဲ့အတွက် S Lancelot the Second Prince စာဝင်းမိုင်းတစ်ခုလုံးရဲ့ဝင်းမိုင်းတစ်ခုလုံးရဲ့အလဲရားက2 by R Engel Sustained Vine as MN MN ကိုခံဆောင်ထားတဲ့ round က theta ကျမတို့က Engel Sustained Vine နဲ့ Second Prince က360ဖြစ်တဲ့အတွက်တပတ်ပတ်လိုက်360ဖြစ်တဲ့အတွက်2 by အဲ့ဆိုဆီယမားတို့ကအတူကောက်ရမှာက theta equal to S by R equal to S equal to R theta ခုရထားတဲ့ပုံသေးနည်းက3ပါပါဒါမှ ဲ့မင်းတို့ကအလွတ်ချက်စရာမလိုဘူးဘယ်ကနေရထားလဲဆိုတာကိုတည်တည်ချာချာသိအောင်နားလည်အောင်တော့ပြန်ပြီးတော့လေ့လာထားရမယ်တီတာ equal to ချက်ချေကမ်းမြောက်လိုင်းဆရာမတို့က s by r or s equal to r တီတာအဲ့ဆိုရင်ပြန်သိရမယ် s equal to ဘာလဲအလျာဒီတားကြီးကွဲတူအဲ့အလျားကိုခန်းဆောင်ထားတော့ဒေါင်အဲ့ဆိုအာအပါလဲဆိုတော့အဝင်းမိုင်းရဲ့အလျားအဝင်းမိုင်းရဲ့ radius radius s ကကြတော့မင်းတို့ရဲ့ length of arc mn နဲ့ အဲတီတာကကြတော့အဲ့ MN ကိုခန်းဆောင်ထားတော့ down ကျွန်တော်တို့ကအဲ R ကကြတော့အဲ့မှာပါတဲ့အဝင်းမိုင်းရဲ့အလဲရအဝင်းမိုင်းမှာပါတဲ့ radius ON တို့ OM တို့ကိုဆိုလိုတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု area of the sector MON MON ရဲ့စက်တာ MON ရဲ့ area ကိုလိုချင်နေဆိုရင်စပိုင်းတစ်ခုလုံးရဲ့ area နဲ့နှိုင်းယှဉ်ရမှာဖြစ်ပါတယ်။အဲဒါကြောင့် area of the sector MON equal to area of the circle ဟုတ်ပြီ။ကျွန်တော်တို့ MON ရဲ့စက်တာကိုလိုချင် inge sector နဲ့ vines and vine us MN us MN ကိုခန်းဆောင်ထားတဲ့ down theta ဟုတ်ပြီ area of the circle စပိုင်းတစ်ခုလုံးရဲ့ area ကိုလိုချင်အဲဒီ circumference ကိုခန်းဆောင်ထားတော့ down angle sustained by circumference အစားသွင်းလိုက်မယ်ဆို area ဆိုရင်တို့က A နဲ့ရမယ် area of the circle စက်ဝိုင်း area က pi r square စက်ဝိုင်းရဲ့အလယ်ရအလင်းစ်က2 pi r မမပါစီနဲ့နှစ်ခုလွဲမှာကြောက်ပါတယ် area က by r square length ကကြတော့2 by r မင်းတို့မှားတတ်ပါတယ်အဲဆို angle sustenance by us mn us mn ကိုခန်းဆောင်ထားတော့ထောင်းက theta ပြီးရင် angle sustenance by circumference အဝင်းပိုင်းတစ်ခုလုံးကိုခန်းဆောင်ထားတော့ထောင်းက2 by ကျမတို့ကရှင်းလိုက်မယ်ဆို a equal to 1 2 r square theta ဒါမှမဟုတ်ရင် r square theta ဆိုရင် r theta က s ဖြစ်တဲ့အတွက်မင်းတို့ကအစားသွင်းလိုက်မယ်ဆို a equal to 1 2 r square theta 1 2 r ာ into adita adita နေရာမှာမင်းတို့အပွားရှာထားတဲ့ s ကိုအစားသွင်းလိုက်မယ်ဆို1 2 rs ဆိုပြီးတော့သုံးရမှာဖြစ်ပါတယ်မင်းတို့ကခန်းဆောင်ထားတဲ့တောင်းကိုပေးထားရင် theta နဲ့တွက်မယ်ခန်းဆောင်ထားတဲ့တောင်းကိုပေးမထားဘူးဆိုရင် on my ရဲ့အလျားနဲ့တွက်မယ် ွဲအဲ့ညမှာဆိုရင် theta is giving a radiant measure ပုံစံမှာပေးထားတယ် theta ဆိုတာက radiant ကိုပေးထားတာပါတဲ့ကျွန်တော်တို့က radiant ပေးထားရင်တွက်လို့မရပါဘူးဒီကဒီမှာတွက်လို့ရမှာဖြစ်တဲ့အတွက်ပေးထားတဲ့ radiant ပေးထားတဲ့အတိုင်းတာတွေကိုမင်းတို့ကဒီကဒီပြောင်းပြီးမှပုံစံကိုတွက်ရမယ်ဆိုတာသေချာမှတ်သားထားပါကျွန်မရှင်းပြမယ် example က example 3ပဲဖြစ်ပါတယ် example 3မှာ ပေးထားတာက NSBC sustain an increase of 144 at the center of the circle of radius 10 radius 10 cm ရှိတယ်။ဘဝဦးရှိတဲ့စဝိုင်းကြီးမှာခန်းဆောင်ထားသောတောင်းက144 degree တဲ့။အဲ144 degree ခန်းဆောင်ထားတဲ့ as က BC တဲ့။ BC ဆိုတော့မင်းတို့က BC ရမယ်။ BC ကိုမင်းတို့ကသတ်မှတ်ခြင်းနဲ့သတ်မှတ်တခါတည်းမသတ်မှတ်ခြင်းလဲအတူကမသတ်မှတ်ခြင်းလဲ မင်းတို့က BC လို့ထည့်ရေးပြီးတော့ရပါတယ်အဲ့ဒါဘာကြီးလဲဆိုတော့အတူကောက် SG ပါပဲအဲ့ဆိုရင် find the length of arc BC တဲ့ BC ရဲ့အလဲရတဲ့ S ကိုမေးတာပါ and the area of the center BOC area of BOC ကိုမေးတာပါမင်းတို့မှာပုံသေးနည်းရှိတယ်ရှေ့မှာပြောခဲ့ပြီးသား S ကိုလိုချင် S equal to r theta အဲ့ရနေလိုတယ်လို့ပြောင်းရေးလို့ရတယ် r equal to s sin theta i equal to s by theta theta equal to s by r လို့တလို့ပြောင်းရေးလို့ရတယ်အင်းဒီအောင်ကိုလို့ချင်း1 2 r square theta အဝမ်းမိုင်းရဲ့ area ကိုလို့ချင်း a equal to 1 2 rs တောင်းလို့ရပါတယ်ဆရာမတို့က theta က1 4 4ပေးထားတယ် ဘန်ပိုပိုပေးတာတော့မင်းတို့ကဒီကယ်ဒီဒီကယ်ဒီဆိုရင်ရေဒီယံပြောင်းရမှာဖြစ်တဲ့အတွက်မင်းတို့ကရေဒီယံပြောင်းတွက်မယ်မင်းတို့ကရေဒီယံပြောင်းလိုက်ရင်ဒီကယ်ဒီကိုရေဒီယံပြောင်းခြင်းဝမ်ပိုပိုဒီကယ်ဒီ into ပိုင်းပိုင်း180ဒီနဲ့မြောက်လိုက်တော့4ပိုင်းပိုင်း5ရေဒီယံ r က10 cm lens on us bc အဝင်းပိုင်းရဲ့အလဲရ bc ကိုလိုချင်ရင် s equal to r theta အဝင်းပိုင်းက s s လို့ထည့်လဲရတယ်မထည့်ဘဲနဲ့ lens on us bc ဆိုပြီးရေးပြီးရှာလဲရတယ် equal to r theta အာကတန်သီတာက4.5 5ဆိုတော့ဝင်းမိုင်းရဲ့အလျားက8ပိုင်းစင်တီမီတာလို့ရမှာဖြစ်ပါတယ်။ The area of the sector BOC A လို့သုံးလဲရတယ်မသုံးမဲနဲ့ beta meter ချက်ကစာတိုင်းပဲရေးလဲရပါတယ်။အဲဆိုဆရာမတို့က S နဲ့3 3 1.2 R square သီတာနဲ့3 3နှစ်ခုစလုံးနဲ့3လို့ရပါတယ်။သုံးပြီးတော့တွက်လို့ရပါတယ်။ဆို1.2 R square ဆိုတော့10 square 4.5 5စသွင်းလိုက်ရင်40ပိုင်းရမှာဖြစ်ပါတယ်။ area ဖြစ်တဲ့အတွက် square centimeter ဆိုပြီးတော့အဖြေကိုထည့်ပေးရမှာဖြစ်ပါတယ်။ number 6ကကြတော့ AB saw wire တဲ့ face length L centimeter is bent to form the boundary of a circle a piece of wire တဲ့ a piece of wire face length L centimeter တိကျတဲ့အလဲရ L ရှိတဲ့ wire ကျိုးပိုင်းစာလေး is bent ကွေးမယ်တဲ့ to form the boundary of a sector ပုံစံလေးကွေးလိုက်မယ်တဲ့ တတာပုံစံလေးကိုွေးလိုက်မယ်ဆိုရင်မင်းတို့ကအဲ့ဒီစတတာပုံရဲ့အလဲအားကလည်းဝိုင်းရရဲ့အလဲအားနဲ့အတူတူပဲဆိုတာသိရအောင်ဆိုမင်းတို့ကဒီမှာကိုွေးပြထားတယ်ကိုွေးပြထားတယ်စတတာရဲ့အလဲအားကဝိုင်းရရဲ့အလဲအားဖြစ်တဲ့အတွက်ဝိုင်းရရဲ့အလဲအားအစင်တီမီတာကိုရေးပြထားတယ်အဲ့ဆို the circus radius အစင်တီမီတာ radius ကအစင်တီမီတာဖြစ်တဲ့အတွက် OA ကလည်း R OB ကလည်း R ဆိုတာကိုသိရမယ်မင်းတို့က အာဒါပေးထားလဲအာဒါလဲအာပဲဝေရလဲအာ OB ရလဲအာပြီးရင် the angle of the sector is theta ပေးထားတယ် theta equal to 32 by r minus 2 radian ဆိုပြီးပေးထားတယ် radian ပေးထားတာဖြစ်တဲ့အတွက်ဆရာမတို့ကပြောင်းစရာမလိုတော့ find the wire of face lens l l ရဲ့အတိုင်းဓာတ်ကြီးကိုရှာပါတယ် show that the area of the sector is centimeter square is given by a equal to 60 r minus r square အလယ်ရ l ကိုရှာပါတဲ့အတံမိုးပေးထားတာကဘလောက်လဲဆိုတာကိုရှာပါတဲ့နောက်တစ်ခုက show that the area of the sector sector ရဲ့ area a cm a square centimeter ဟာဆိုရင်တဲ့ a equal to 60 r minus r square ဆိုတာကိုသက်သေပြပေးပါဟောပြီးအောက်မှာကျမတို့က solution အဖြေကိုပြောမယ်ဆိုရင် radius r က r centimeter ပဲခန်းဆောင်ထားတော့တော့ ိုက်မှာခန်းဆောင်ထားသောတောင်းကစက်တိုင်းကိုခန်းဆောင်ထားသောတောင်းဒီတာက32ဘိုင် r 2ရေဒီယံ l ကဆရာမတို့ကပါရာမီတာဒီဟာဝိုင်းအောင်ကိုကွေးထားတာဖြစ်တဲ့အတွက်ဒီတက်ခုလုံးကပါရာမီတာ r plus r plus ab ab ဆိုတာကဒီတာကိုခန်းဆောင်ထားသောအဝင်းမိုင်းရဲ့ဒီတာခန်းဆောင်ထားသောအဝင်းမိုင်း s ပဲဆရာမတို့က အဲ့ဆိုရင်ပါရမီတာကြီးတစ်ခုလုံးကဝိုင်ယာရဲ့အလဲအားဖြစ်တဲ့အတွက်ဆရာမတို့က AB ရဲ့အလဲအားကိုရှာနိုင်မယ်ဆိုရင်ဝိုင်ယာကြီးက R+ R+ S ဆိုပြီးပေါင်းပေးလို့ရမယ်။အဲ့ဆိုဆရာမတို့က S R θ ရှာမယ်။ R က R ပဲ။ θ က 32/R-2 ဆိုပြီးဝင်မြောက်လိုက်ရင် 32-2R ကျွန်တော်တို့လိုချင်တဲ့ LG က radius OB ရယ် radius OA ရယ်အလယ်ရ AB ရယ်ပေါင်းရမှာဖြစ်တဲ့အတွက် R+ R+ 32 2R ဆိုတော့ L ရဲ့ တိကျတဲ့အလှယားက32စင်တီမီတာဆိုပြီးရလာမှာဖြစ်ပါတယ်အခုဆရာမတို့က area ကိုရှိုးသက်ပြခိုင်းတာဖြစ်တဲ့အတွက် the area of the sector a ကိုလိုချင်ကျွန်တော်တို့မှာပုံသေးနည်းရှိပြီးသား1/2 rs ပဲ3တော့1/2 r square theta ပဲ3တော့အတူတူပါပဲ1/2 r into r theta အဲဆိုရင် r theta နေရာမှာ s ထည့်လိုက်မယ်1/2 r into s က32 minus 2r အစားသွင်းပြီးရှင်းလိုက်မယ်ဆိုရင် 16r minus r square square centimeter ီတာဆိုပြီးလိုချင်တဲ့အဖြေရှိုးသက်ကိုရမှာ ဖြစ်ပါတယ်မင်းတို့ကဒီပုံမှန်သိရမှာကအလျာအယ်ကိုလိုချင်နေဆိုတာကမင်းတို့လိုချင်တဲ့ဝိုင်ယာရဲ့အယ်ကိုလိုချင်နေအဲ့ဝိုင်ယာကြီးကဆရာမတို့ကကွေးလိုက်မယ်စတာပုံဘောင်ဒရီရှိတဲ့ကွေးလိုက်မယ်ဝိုင်ယာနဲ့ကွေးလိုက်မယ်ဆိုတော့ဆရာမတို့လိုချင်တဲ့ lens l ဆိုတာကအဲ့ဒီစတာရဲ့ပက်လင်အနားတွေပေါင်းခြင်းဆိုတာကိုတော့သိထားရမှာဖြစ်ပါတယ်အဲ့ဆိုရင်မင်းတို့က မင်းတို့ကသေချာပြန်ပြီးတော့ပုံစံလေးကိုပြန်တွက်ကြည့်ပါဒီပုံစံနဲ့စွန်တူပုံစံတွေဆက်ပြီးတော့ထပ်ပြီးတော့မေးလို့လည်းရပါတယ်နံပါတ်7က Aries or runs at a uniform speed when it circular course တဲ့ circular course ပေါ်မှာ Aries တဲ့ပြိုင်ပွဲတစ်ခု run at a uniform speed တဲ့တက်မှတ်ထားတဲ့ speed နဲ့တဲ့ ပြိုင်ပွဲတစ်ခုလုပ်မယ် in each minute minute အနိုင်ငယ်ကြတဲ့အခါမှာ irana transport and us or a sake with substance 2 in 6 by 7 radiant transport ပြောင်း transport ပြောင်းလိုက်မယ်တဲ့စာကေပေါ်မှာ with substance ခန်းဆောင်ထားတဲ့2 into 6 by 7 radian ခံဆောင်ထားတယ် at the center of the cost center မှာခံဆောင်ထားတဲ့ center မှာ2 into 6 by 7 radian ခံဆောင်ထားတဲ့ transport ကိုပြောင်းလိုက်မယ် in each lab is 792 yards how long does the runner take to run a mile ပြေးတဲ့သူဟာ take to run နဲ့ပြေးရင်အတွက်မိုင်ဘလောက်ရှည်ကြာပြေးဖို့ပြေးခဲ့တလဲတဲ့ကျွန်တော်တို့ကခန်းဆောင်ထားတဲ့တောင်းကတီတာသူပြောတဲ့ sustain လို့ပြောတဲ့အတွက်ဘယ်မှာခန်းဆောင်ထားတာတော့ center of the course cost ကော့စ်ရဲ့စင်နာမှာခန်းဆောင်ထားတာကတူဟင်လူစစ်ပိုင်း7 radian လို့ပေးထားတယ်အဲ့ဆိုဆီမားတို့ကခန်းဆောင်ထားတဲ့တောင်ဆိုတဲ့အတွက်ယူလိုက်မယ်ဆိုရင်တီတာအီကွဲတူတွင်လူစစ်ပိုင်7 radian ကျမတို့က s ဆိုတာက the distant travel 1 minutes 1 minute မှာပြေးတဲ့အကွာဝေးက1 minute မှာ s ပြေးတဲ့အကွာဝေးကို s လို့စားလိုက်မယ် circumference အဝန်းပိုင်းက792 yes တဲ့သူကပြောထားတယ် Isle is 792 yet လို့ပြောထားတယ်။အဲဆို the circumference အဝမိုင်းတစ်ခုလုံးက792 yes ကျွန်တော်တို့ဝမိုင်းတစ်ခုလုံးက2ပိုင်အားဖြစ်တဲ့အတွဲ2ပိုင် equal to 792အားကိုလို့ချင်းရင်396 divide by pins radian အဲဆိုဆရာမတို့ r က396 by pin radian ရမှာဖြစ်ပါတယ်။အဲဆိုဆရာမတို့က396 by pin radian ရမယ်ဆိုရင်ဆရာမတို့က s ကိုရှာပါမယ်။ s equal to r theta ဖြစ်တဲ့အတွက်အစားသွင်းပြီးတွက်လိုက်မယ်။ pin ကဆရာမတို့က 39 by by တီတာကကိန်းရောလောက်လိုက်မယ်ဆိုရင်ကျမတို့က20 by 7ဆိုပြီးရမှာဖြစ်ပါတယ်ကျမတို့က39 6 strap မှာဖြစ်တဲ့အတွက်ပိုင်က22 by 7ကိုသုံးလိုက်မယ်နိုင်ကိန်းပြောင်းလိုက်ရင်7 by 22 into 20 by 7ဆိုပြီးရမှာဖြစ်ပါတယ်အဲဆိုကျမတို့က360 yards 360 yards ကိုရမှာဖြစ်ပါတယ်အဲဆိုရင် S ကအလဲရားကသူ runner ပြေးမဲ့အလဲရားက360 yards ကိုရမှာဖြစ်ပါတယ်အဲ့ဒီမှာယူမဲ့အချိန်က take 1 minutes ဟုတ်ပြီတမိုင်ခွဲတူ9280ပြီဆိုပြီးတော့မင်းတို့ကရပြီးသားဖြစ်ပါတယ်အဲဆိုစင်မတို့ကရပ်ကိုပြောင်းချင်တဲ့အတွက်9280ကို3နဲ့5280ကို3နဲ့ဒဘိုက်လုတ်လိုက်မယ်ဆိုရင်မင်းတို့က1760ရပ်ကိုရမှာဖြစ်ပါတယ်စင်မတို့ ရခဲ့တဲ့360 360 yards မှာဆိုရင်1 minute ကြာတယ်။ဆီယာမားတို့ပြေးခဲ့တယ် runner ပြေးခဲ့တယ်1760 yards မှာဆိုရင်ဘယ်လောက် minute ကြာမလဲဆိုတော့မင်းတို့က1 minute into အများလို့ရင်အနည်းငယ်စားပြီးခြေမှာဖြစ်တဲ့အတွက်4.89 minutes ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်။ အဲ့ဆိုမင်းတို့က1မိုင်9280ပေးဆိုတာကတမိုင်9280ပေးဆိုတော့မင်းတို့ရှေ့မှာရခဲ့ပြီးသားဖြစ်ပါတယ်။ဟုတ်ပြီပုံစံမှာမင်းတို့အဓိကသိရမှာကခန်းဆောင်ထားသောတောက် sustain ဆိုတာဘာလဲ။ဟုတ်ပြီသူလိုချင်တဲ့ how long does the runner take to run a mile တမိုင်လို့ပြောထားတဲ့အတွက်ဆရာမတို့ကရထားတဲ့ဟာကို သူ့မှာရပေးထားတာက yes နဲ့ဖြစ်တဲ့အတွက်တမိုင်ကိုဆရာမတို့က yes ကိုပြောင်းထားတာဖြစ်ပါတယ်။ဆရာမက နံပါတ်9လေးကိုဆက်လက်ပြီးတော့တင် जा ပေးမှာဖြစ်ပါတယ်နံပါတ်9မှာပေးထားချက်က the figure တဲ့ပုံမှန်ပေးထားတယ် show တဲ့ two setter ဇာဝင်ပိုင်းနှစ်ခုကိုပေးထားတယ်တဲ့ in which the SAV and CDR as of concentrate sage concentrate ဆိုတာရှိမှာပြောခဲ့ပြီးသား board to set wine နေလို့ပြောတယ် SAV နဲ့ AC as တွေရှိတယ် ဘိုးဒူဆက်ဝိုင်းနှစ်ခုဘိုးဒူဆက်ဝိုင်းလို့ပြောထားတယ်စင်တာကအိုအဲ့ဆိုဆရာမတို့မှာပေးထားတယ် if တော့ AOB က2.3 radian AOV က2.3 radian AC က3လို့ပေးထားတယ် the area of the center AOB ရဲ့12 cm square AOB ရဲ့ area က12 cm 12 square cm လို့ပေးထားတယ် calculate the area and the parameter of ABCD မတို့က area of abcd နဲ့ပြီးရင် parameter of abcd ကိုမေးထားတာ ဖြစ်ပါတယ်ကျမတို့ကအဲ့ဒါဆိုဟုတ်ပြီကျမပေးထားတယ်တီတာပေးထားတယ်ဆရာမတို့က ab ရဲ့အလယ်အားကိုရှာမယ်သူမေးထားတဲ့ parameter ကိုသိဖို့ရင် ab ရဲ့အလယ်အားရှာမယ် s1 ပြီးရင် cd ရဲ့အလယ်အားရှာမယ် s2 abo ခန်းဆောင်ထားသောတောင်းကလည်းတီတာပဲ cd ကိုခန်းဆောင်ထားသောတောင်းကလည်းတီတာပဲ ကျွန်တော်တို့ကအဲ့ဒါဆိုရင်သူပေးထားတယ် area of sector AOB လို့ပေးထားတယ် area of sector AOB equal to 12လို့ပေးထားတယ်ဆို area of sector COD ကလည်း 12r square ကျွန်တော်တို့က radius အသေးကို r အသေးလို့ထားလိုက်မှာပေါ့ radius အသေးကို r အသေးဒါကို r အသေးထားလိုက်မယ်ဒီ radius အကြီးကြီးတစ်ခုလုံးကိုကြတော့ဆရာမတို့က r အကြီးထားလိုက်မယ် ဆရာမတို့က area of sector COD ကွတ်2 1/2 r2 theta ကျမတို့ကအစားသွင်းလိုက်မယ်1/2အာအကြီးကြီး radius အကြီးကြီးတစ်ခုလုံးကကျတော့6နဲ့3နဲ့ပေါင်းခြင်းက9 square ဖြစ်တဲ့အတွက် theta ကတော့အတူတူပဲ AB မှာကန်ဆောင်ထားသောတောင် ABO ကန်ဆောင်ထားသောတောင်ကလည်း2/3 radian ပဲ RCD ကိုကန်ဆောင်ထားသောတောင်ကလည်း2/3 radian ပဲဖြစ်တဲ့အတွက်ဆရာမတို့ကအစားသွင်းလိုက်ရင်27 square centimeter ကိုရမှာဖြစ်တယ်ကျမတို့က area of OAB လည်းရပြီ။ Area of OCD လည်းရပြီဆိုရင် Area of ABCD ကိုလိုချင်တယ်ဆိုရင်ဆရာမတို့က OCD တဲကနေ OAB ကိုနှုတ်လိုက်ရင်ရမှာဖြစ်တဲ့အတွက် OCD ရတာက27 AOB ပေးထားတာက12ဆိုပြီးနှုတ်လိုက်ရင် 50cm2 ကိုရမှာဖြစ်ပါတယ်။ ဟုတ်ပြီဆရာမတို့ကပါရာမီတာကိုလိုချင်ကြတော့ဆရာမတို့မှာကတစ်ခုလုံးရဲ့ပါရာမီတာမဟုတ်ဘူးလိုချင်တာက ABCD ရဲ့ပါရာမီတာဖြစ်တဲ့အတွက်ဆရာမတို့က S1 ရဲ့ S2 ရဲ့3ရဲ့ BD4 ရဲ့ကိုပေါင်းပေးမှဖြစ်တယ်ဆရာမတို့ကအဲ့ဒါဆိုရင် let The lens of the RAB AB ဝင်းမရဲ့အလဲရောက်ကိုဆရာမတို့က S1 လို့ထားလိုက်မယ် let the lens of the RCD CD ဝင်းမရဲ့အလဲရောက်ကို S2 လို့ထားလိုက်ကျွန်တော်တို့က the parameter of ABCD ကိုလိုချင် S1 plus S2 plus 3 plus 3 3ကဘယ်ရရမအောင်ဆိုဆရာမတို့က AC က3လို့ပေးထားတယ်အဲ့တော့မို့ဆရာမတို့က BD လည်း3ပဲရအစားသွင်းလိုက်မယ်ဆရာမတို့က S1 S1 က RTheta S1 က S1 ရဲ့အလဲရောက်ကိုလိုချင် S equal to R theta ဖြစ်တဲ့အတွက်အစားသွင်းလိုက်မယ်။ S2 ကကြတော့ R အကြီး theta ဖြစ်တဲ့အတွက် radius ကို OCD ရဲ့ radius ကို R ကြီးနဲ့သတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ဒီမှာလဲ R theta အစားသွင်းလိုက်မယ်။ကျမတို့က R theta က OAB မှာရှိတဲ့ R က6 theta က2/3 plus 3နဲ့3နဲ့ပေါင်းခြင်းက6 အာအကြီးကကြတော့6 3ဆိုတော့9တိရာကတော့2 3အတူတူပဲကျွန်တော်တို့ကရှင်းလိုက်မယ်ဆိုရင်ပါရာမီတာဖြစ်တဲ့အတွက်16 cm ဆိုပြီးရမှာဖြစ်ပါတယ်ဆီယမကအခုပေးထားတဲ့ပုံစံလေးတွေကိုတေချာစူးစမ်းပြီးလေ့လာပြီးတွက်ပြီးတွက်ကြည့်ပါရှေ့မှာပေးထားတဲ့ပုံသင်နည်းလေးတွေကိုလည်းတေချာကြည့်ထားပေးပါအားလုံးကို